မောင်နိုင်ထူးတို့ကန်စားတုံးတွေးအောင်စွမ်းနဲ့အိုကိုလုံးဒီနောက်ပိုင်းမှာဝင်လာကြတဲ့တရုတ်ဆောင်ဘိုင်းကြီးကကြားများလာတဲ့ခါကျတော့ဘူးသက်လူတွေအခက်ခဲရှိရက်ပုအနေနဲ့လုတ်ပြီးတော့ဝင်းစာရှာနေရတဲ့အဲဒူဒီရဲ့နေရာမှာမင်းသားမင်းသမီးတော်တော်များများကဝင်ပြီးတော့တရုတ်ဆောင်ကြီးရဒီအမှုပညာကြီးအရာလောက်တော့ငောင်းတာမရဘူးဒီကုမ္ပဏီကရိုက်တဲ့ကားဒီမှာကုမ္ပဏီပေါ်မှာဆိုးလို့ကုနေရကို သူများဝင်มาဆိုလို့ဆိုပြီးတော့သူတို့ပေးတဲ့ဈေးလေးနဲ့ပဲဦးဦးသားတို့မိသားစုအတွက်ကိုတစ်ခါစာဓာတ်မို့ဆယ်ရက်စာတော့ပါတော့ကောင်းကောင်းစားလို့ရတယ်အရင်တုန်းကလို့အာနာသမှုနဲ့ဟိုပေးတဲ့ဈေးလေးနဲ့ခဲလို့တော့မရတော့ဘာငါတို့တွေစားဖို့တောက်ဖို့လည်းငါတို့နဲ့တန်ရာတန်ကြီးပေါ့နော်အဲတန်တလောက်တော့ချိမြင့်စီခြင်းလေဆိုပြီးတော့ဟိုပြောရတာပေါ့နော်ဒီဇကာကြီးတစ်ခါမှမင်းသား၃ယောက် မင်းမီ3ယောက်4ယောက်အဲ့လိုမျိုးတွေပေါ့နော်ထဲ့မီရဲ့မင်းမဟုတ်တဲ့မင်းသားမင်းမီတွေကိုယ်တိုင်ကဥဒန်းတို့လုံနေရဇက်ပို့နေရာတွေမှာဝင်ပြီးတော့ဟာတာတွေလုပ်ကြတယ်ဝင်ပြီးတော့ရက်ရကြပြီဆိုရခါကျဥဒန်းတို့အမှုပညာဘိုင်းကတဖြည်းဖြည်းဆုတ်ယုံလာတယ်သူတို့တွေကနေရာဝင်ယူကြတာသူ့ချင်းမြဲဝဲတို့ဘာလို့ဒီကျင်းပပြီဆိုရခါကျဥဒန်းတို့ကအဲ့မှာနေရာမရတော့ ကဆက်ကဇလန်းကြွေးပေါ့နော်အဲဒီဇလန်းကြွေးမှာပြုံးဆောင်တယောက်ပြီးကျွန်တော်ပေါ့ခွေရိုက်ကြည့်ရတဲ့ပြေပေါ်လာလာပြီးတော့အားပေးရခြင်းဖြစ်ပါတော့ဒီဇလန်းကတော်တော်လေးတော့ထူးခြားပါတော့သူကတဲဖို့ဟိုဇလန်းမျိုးလိုဖြစ်နေပြီးတော့လည်းဟိုကျွန်တော်ကိုယ်တိုင်ကလည်းဒီဇလန်းကြွေးမှာစိတ်ဝင်စားတဲ့တယောက်အနေနဲ့ဟိုပေါ့ခွေပြုံးဆောင်ပြီးရခဲ့ပါတယ်ဟိုဘာကြီးဖြစ်ပြီးယူနှမ်းနေတဲ့အယူတယောက်ဆိုတော့မဟုတ်ဘူးပေါ့နော်ဟိုဘောရင်းလေးနဲ့ယူတယ်စကားပြောလို့ဆိုလို့ရတယ်ဒါမျိုးဟိုတိ တချက်တချက်ကိုထထားပြီးတော့ဖောက်တဲ့အနေအထားမျိုးပေါ့နော်အဲအဲ့လောက်ကလေးပဲကျွန်တော်ဒီဥဆောင်ကိုရခဲ့ပါတယ်ဒေကူကြီးအနေနဲ့ကတော့တိတ်ပြီးတော့မရှိလာပါဘူးဟိုတခါကဒီလိုပဲဒီလိုဇလန်းတွဲလေးတွေအာဒီလိုဟိုကနေပြီးတော့ခေါ်တဲ့ဇလန်းတွဲလေးတွေရှိတယ်နောက်ဟိုအပြင်ဟိုတကယ်ချင်းတွေဘက်ကနေပြီးတော့ရိုက်တဲ့အပြင်ကုမ္ပဏီကရိုက်တဲ့ဟိုဇလန်းတွဲတွေပေါ့နော်အဲအဲ့လိုတွေရိုက်ရပါတယ်တခါခါကျတော့လေဒီလို ပမျက်လေးရဥယျာဉ်မှုကိုဇလန်းတွေယူဟောဝူပေါ့နော်ဇာကားကြီးပေါ့အဲအဲ့လိုဇာကားကြီးတွေမှာလည်းပါဝင်တရုပ်ဆောင်ကိုရပါဒါပေမဲ့လို့ဟိုးအရင်လိုတော့ဘယ်လိုပုံလဲဆိုတော့တိုက်တိုက်ဝန်းဝန်းနဲ့ရဲရတာမျိုးပေါ့ဟိုရပိုင်းလောက်ကလေးတွေပဲဖြတ်ဖြတ်ပြီးတော့ရိုက်ကြပြီးရှိတယ် daily ပေါ့နော်အဲဒီ daily ပုံစံမျိုးနဲ့ရိုက်နေရတာများပါအဲ့တော့ဟိုဇာကားတကားကိုတကယ်နှစ်ရက်လောက်ပါပြီးပြီးသွားပြီအဲအဲ့လိုဖြစ်သွားအနည်းနဲ့အများတော့ ပြောင်းလဲမှုတွေလည်းရှိတယ်၊ကြွားချောင်းမှုတွေလည်းရှိတယ်။ခက်ခဲတာပါလဲဆိုတဲ့အခါကျအမှုသားတို့ဇက်ဖို့အနေနဲ့ဟိုတော်တော်လုံးဝလုလာခဲ့တဲ့ဟိုဇုတ်ရဖြစ်တဲ့အတွေ့အကြောင်းပေါ့နော်။ဟိုအမှုသားတို့အနေနဲ့ဒီဇက်ဆောင်ဟိုဒါတာရုဒီလိုဒီအမှုပညာကြီးအရာလုံးလုံးငောင်းတာမရဘူး။မရပါဘူး။အထီးတကားကဒီနေ့ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါကိုရိုက်ဖို့အတွက်ဒီ35လမ်းတို့36လမ်းတို့ဒီမှာတွားပြီးတော့ ထိုင်ပြီးတော့အဆုပ်ရှာရတာပေါ့အဲအဲ့လိုပေါ်ကမျိုးရောက်သွားတာအဲအရန်လဲဟိုရိတ်ဦးရေးတွေကသူ့ဟာနဲ့သူရှိတယ်ဆိုပေမဲ့ဦးဇာတ်ရုံအနေနဲ့ကဒီနောက်ပိုင်းတွေမှာဝင်လာကြတဲ့တရုတ်ဆောင်ပိုင်းတွေကတအားများလာတဲ့ခါကျတော့ဟောအများကြီးဦးဇာတ်လူတွေအခက်အခဲရှိတယ်အဲဇကားကြီးတွေအခုနောက်ပိုင်းတွေပြန်ရောက်ရိုက်လာကြပြီဆိုတဲ့ခါကြပြန်တော့လေတတလုံးကဦးဇာတ်လူရပ်ဖို့အနေနဲ့လုတ်ပြီးတော့ဝင်းစာရှာနေရတဲ့ အဲဒူဒီရဲ့နေရာမှာမင်းသားမင်းသမီးတော်တော်များများကဝင်ပြီးတော့တရုပ်ဆောင်နေကြပါဘူး။ဥဒန်းတို့ဆိုရှင်တော်တော်လုံးဝဒီဟာတာကြီးတို့ဆောင်နေနေပေါ့နော်တရုပ်ဆောင်နေကြတာပေါ့။ဒါပေမဲ့နောက်ပိုင်းနေမှာဒီဇကားကြီးရိုက်တဲ့ဟာတော့ဘယ်လိုဖြစ်လာလဲဆိုတော့ကြာတော့ဒီဇကားကြီးတခါမှမင်းသား၃ယောက်မင်းသမီး၃ယောက်၄ယောက်အဲ့လိုမျိုးတွေပေါ့နော်ထည့်ပြီးရဲ့အဲ့ဒါဘယ်သူကဟိုအထက်ကမင်းလဲဆိုတာပေါ့ ဒါသူတို့ကသူတို့ကသိဒါပေမဲ့မင်းမဟုတ်တဲ့မင်းသားမင်းမီးတွေကိုယ်တိုင်ကဥဒန်းတို့လုံနေရဇက်ပို့နေရာတွေမှာဝင်ပြီးတော့ဟာတာတွေလုကြတယ်ဖိုက်တင်းတွေဘာကြီးလဲဝင်ထူးကြတော့ရုပ်ရုပ်တွေပေါ့နော်ဒီဟာတာကားတွေဘာကြီးမှာအဲ့လိုတွေဝင်ပြီးတော့ရိုက်ရကြကြပြီဆိုရခါကျဥဒန်းတို့ကတဖြည်းဖြည်းဥဒန်းတို့အမှုပညာဘိုင်းကတဖြည်းဖြည်းဆုပ်ယုံလာတယ်ပေါ့နောက်ကိုဆုပ်ပြေးလဲရတယ်သူတို့တွေကနေရာဝင်ယူကြတာအဲ့တော့တကယ်တမ်း ဒီစုချင်းမြဝဲတို့ဘာတို့ဒီကျင်းပပြီဆိုရခါကြောင့်ဥစ္စာလူရအဲ့မှာနေရာမရတော့ဖြစ်လေဖြစ်တာတော့ရှိမှာပါပဲနောက်အခုဖြစ်တယ်လို့နောက်ပိုင်းနေပါလေဖြစ်မှာเนาะအရင်တော့ဗီဒီယိုလောကမှာရတဲ့ကြီးနှုံးတွေထက်တော့ပိုပြီးတော့ရလာတယ်ခန်းအရေးအတွက်နည်းပြီမယ်လို့ပေါဝင်တိကျဆောင်မှုနည်းပြီမယ်လို့ဥစ္စာလူတွေနဲ့နည်း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 မဟုတ်တော်တော်လေးထိုက်တန်တဲ့ဝေကြီးပမာဏပေါ့เนาะအမှုပညာကြီးလေးတွေရလာတယ်ဟိုအရင်တော့ကလို့ ဒီရတဲ့ဈေးလေးနဲ့ကိုမရင်းရမှာဆိုလို့ဆိုပြီးတော့ဒီကုမ္ပဏီကရိုက်တဲ့ကားတွေမှာကိုမပေါမှာဆိုလို့ကိုနေရကိုသူများဝင်မှာဆိုလို့ဆိုပြီးတော့သူတို့ပေးတဲ့ဈေးလေးနဲ့ပဲရဲနေရတဲ့ဘဝကနေပြီးအခုချိန်မှာအာတော်တော်လေးအချိန်လေးကောင်းလာပြီပြောရမှာပေါ့နော်ဟိုတကားလုံးအနေနဲ့ contract ကြီးအနေနဲ့ပတ်စံရတာမျိုးမဟုတ်ဘူးမဲ့လို့ဟို daily အနေနဲ့နေ့ရက်သုံးရက်လောက်ဝင်နေဆိုလို့ရှိရင်လေဥဒ္ဒရတို့ရတဲ့အမှုပညာကြီးလေးကဟို ်းစမ်းလို့မိသားစုအတွက်ကိုတစ်ခါစာဒါမှမဟုတ်10ရက်စာလောက်ကတော့ကောင်းကောင်းစားလို့ရတယ်ပေါ့အနုပညာကြီးလေးတွေကလည်းမြင်လာတယ်မြင်လာတဲ့အမြကိုယ်စင်းနှုံးတွေကလည်းမြင်လာကြတယ်အဲ့တော့ဦးစန်းတို့အနေနဲ့ကျောင်းတန်းရုံအရင်တုန်းကလိုအာနာသမှုနဲ့ဟိုပြည့်တဲ့ဇီလေးနဲ့ခိုက်လို့တော့မရတော့ဘူးကွာငါတို့တွေလည်းရုပ်ရှင်ဘွားတစ်ပါးတွေလည်းအဲဟိုကြီးတဲ့လူတွေလည်းပြလာအထိတ်တွေလည်းကြီးလာကြတယ်ပြရကကြငါတို့တွေစောက်ဖို့တောက်ဖို့လည်းငါတို့နဲ့တန်ရာတန်ကြီးပေါ့နော် အဲတန်တလောက်တော့ချိမစီခြင်းလေဆိုပြီးတော့ဟိုပြောတာဗောနော်အဲတေးကြပါလားတေးကြပါလားဟိုဒါပေမဲ့ရိုက်တဲ့ရက်ကနေတဲ့အခါကျတော့ဦးတန်းတို့တို့ကဟိုပြပြမျိုးမျက်မျက်ရလာတယ်လို့ပြောတာတခါခါကျတော့လေဒီဟိုဟာဗောဟိုရန်ကုန်ကနေပြီးတော့ဟိုဒီပင်တရားတို့ဘာတို့ကိုသွားရိုက်ဖြစ်တယ် ဇာလန်တွဲကြီးဒီမှာတွားရဲဖြစ်တယ်။ဝန်တခန်းပါလို့တော့တခန်းနဲ့ပါ။ဟာတခန်းနဲ့အဲပြင်းလျောက်တွားပြီးရဲရတယ်ပေါ့နော်။ဒါပေမဲ့အဲသူတို့အနေနဲ့ရလဲဦးစန်းတို့ဟိုတန်ရတန်ကြီးလူပညာကြီးပြီးပါလို့ဘယ်တော့မှမရှိပါဘူး။ဘယ်တော့မှမရှိဘူးဆိုတာကိုကတော့ကိုပါဝင်တရုပ်ဆောင်ရမယ်ကာရီတာအနေနဲ့ပေါ့နော်ဒီဒီဒါရိုက်တာတွေပြီးတဲ့ဇလန်းဇက်ွက်ကြီးကပြီးတဲ့ပြုတ်ဆောင်မှုအပေါ်မှာပေါ့နော်အကောင်းဆုံးမဟုတ်တော့မှ ဟိုအတက်နိုင်ဆုံးကောင်းအောင်တော့ကြိုးစားခဲ့ကြပါလိမ့်မယ်ပါပဲဟိုတခါမှဘယ်ကားကူမှပေါ်ဝတ်တယ်နော်ဟိုဟိုမျိုးမရှိပါဘူးသူဒီလိုအမှုပညာအနေနဲ့ဟိုတရုတ်ဆောင်ဝင်ရတယ်နေရာပြေးပြီမဲ့လို့ဘုန်းကြီးတန်းတို့အနေနဲ့ကအခန်းကဏ္ဍပါဝင်ရတဲ့အခန်းကဏ္ဍအရန်နေတယ်အဲ့ဦးဇန်းတို့အမှုပညာပိုင်းကိုပြီးသက်တည်းမှတ်မိလောက်အောင်ဒီတရုတ်ဆောင်ကားတွေအခန်းကြီးတွေ ရတာမရှိဘူးအဲ့တော့ဟိုအစားဟာတာဆိုလဲဟာတာတွေလို့ပေါ့နော်ဟာဥပမာဟိုဥဒေသတို့ညီလေးတွေညီမလေးတွေဖြစ်တာလားဟိုဟိုခင်လိုင်းတို့တက်ကလူဂုံးမုံတို့တွေဟိုပေါ့နော်အဲ့သူတို့တွေကြတော့ तू ကဇက်ပုတ်အနေနဲ့မဟုတ်တော့ तू ကဇက်ဆောင်ပိုင်းတွေပါသွားမင်းသားမင်းလေးတွေဘက်တွေပါသွားအဲ့ဒီခါကျတော့သူတို့ရဲ့လှုပ်ဆောင်ချက်သူတို့ရဲ့အခန့်ခန္ဓာအနေကအရမ်းများသွားများတာဆိုတဲ့အခါကျတော့သူတို့လှုပ်ဆောင်ချက်တွေကအရင်များတဲ့အတွက်ကြောင့်ပြည်တတ်တွေကလည်းအရင်ကိုဖတ်မိကြတယ် အဲ့ဒီခါမျိုးမှာဒီအကယ်မီအတွက်ကဇလန်းဇက်ွက်ပေါ်ရောသူတို့ရဲ့ကာရက်တာကြီးအပေါ်မှာသူတို့လှုပ်ဆောင်ချက်ကြီးအပေါ်မှာရိုက်ချက်ကြီးအပေါ်မှာအားလုံးအားလုံးနဲ့ရှင်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့သူတို့လှုပ်ဆောင်ချက်ကြီးအရန်ကောင်းနေဆိုရင်ဒီရပါတယ်။ဒါဥမျိုးသားတို့အနေနဲ့ကျတော့ရကူရတဲ့ရက်ကြီးကလည်းနေတယ်အခန့်ခါရတဲ့အခန့်ခဏကလည်းနေတယ်။နောက်ပြီးတက်မျက်စိကြလောက်အောင်ဟိုမှတ်ပြီးလောက်အောင်ပြုံးဆောင်ပြီးဝင်ပေါ့။အဲ့လောက်သူမရခဲ့ပါဘူး။ ဲ့တော့ဒီတုန်းကမှလည်းအကယ်ဒမီဆိုတာကိုမမှန်းပါဘူးတကယ်လို့ကန်ချော်ပြီးတော့များတကားတလီကဦးမျိုးတန်ကာရီတာနဲ့လိုက်တော့ခါနေရာဒီဘာကြီးရရဆိုလို့ရှိရင်ညောအကယ်ဒမီရကုန်ရမှာပေါ့ဦးမျိုးတန်အနေနဲ့ကတော့အင်္ဂလိပ်တခုလိုပါလားမမှန်းပါဘယ်တော့မှမမှန်းပါကန်ဆက်ကန်ဇလန်ဒွေကြီးမှာကျွန်တော်စိတ်ဝေနာရှင်တယောက်အနေနဲ့အဲတရုတ်ဆောင်ထားတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ပါလို့ကောင်းတယ်လို့ပြောဖို့ချက် မြောက်ပြည်တက်ကြီးအနေနဲ့ဒီဇလန်းတွဲကြီးကိုကြည့်ပြီးတော့ကောင်းတယ်မကောင်းဘူးကိုယ်တိုင်ဝင်ကြည့်ပြီးတော့ဝေဖန်ပြကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။